အားလုံးမင်္ဂလာပါဒီနေ့ကတော့ and to so ma to me ရဲ့ငါးဘက်မြောင်းလေးကိုရောက်လာပြီပေါ့နော်အဲ့တော့ငါးဘက်မြောင်းလေးရဲ့ပထမတရံမြောင်းလေးကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ငါးဘက်မြောင်းလေးရဲ့တရံမြောင်းလေးမှာဘာလို့စပြီးတော့သင်ရမလဲဆိုလို့ရှိရင်တော့ ရှိဆိုင်ဆခေါ်နိုင်ပါတော့ရှိဆိုင်ဆခေါ်နိုင်ဒီမှာရှိဆိုင်ဆခေါ်နိုင်ဘက်ကမတ်စ်ဘက်ကမတ်စ်ကိုဖြုတ်ပြီးတော့ရှိဆိုင်ဆခေါ်နိုင်လေးပေါင်းတာပါသူ့ရဲ့အဓိပ္ပာယ်ကတော့မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးเนาะမဖြစ်နိုင်ဘူးเนาะမဖြစ်နိုင်ဘူးလို့ပြောစတဲ့ခါမျိုးမှာသုံးတယ်ဟုတ်ပြီအဲ့တော့ rainbow လေးနဲ့တွဲပြီးတော့သုံးမယ်ပေါ့နော် rainbow လေးနဲ့မှတ်ကြည့်အောင်အဲ့တော့ rainbow မှာဆိုလို့ရှိရင်ဒီမှာဆိုရင် obo air rare ခေါ်နိုင် obo air rare ခေါ်နိုင်ရဲ့အဓိပ္ပာယ်က မမတ်နိုင်မမတ်နိုင်ဘူးလို့ပြောတာပေါ့နော်မမတ်နိုင်မမီဖို့မဖြစ်နိုင်ဘူးဆိုတဲ့ပဲအဲ့တော့ overwear ရာတယ်ခုံနိုင်ဆိုလို့ရှင်မမီဖို့မဖြစ်နိုင်ဘူးလို့ပြောတဲ့အခါမှာသုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ she size ဆိုခုံနိုင် back ကို back က mask ကိုဖြုတ်ပြီးတော့ she size ဆိုခုံနိုင်ရဲ့အဓိပ္ပာယ်ကမဖြစ်နိုင်ဘူးလို့ပြောနေတဲ့အခါမှာသုံးပါတယ်မဖြစ်နိုင်ဘူးအဲ့တော့ overwear ရာတယ်ခုံနိုင် overwear ရာတယ်ခုံနိုင်ဆိုလို့ရှင်မမီဖို့မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီနောက်တဲ့ rebound လေးကိုဖတ်ကြည့်အောင် အချင်းနှစ်ချီတဲ့အာအချင်းဒီ sorry အချင်းနှစ်ချီတဲ့ဒီတရက်ထဲနေပေါ့နော်တရက်ထဲနေခုနဟွန်းတော့ဘုံဘုံဇမ်ဘူးနတ်တဲ့နမ်းတဲ့ sorry နမ်းတဲ့အဲ့တော့ဒီစာအုပ်ရဲ့ grammar အားလုံးအစာချစ်တဲ့ဖြစ်ပေါ့နော်အစာချစ်တဲ့ဖြစ်ကိုတဲ့ oboe error တဲ့ခုနမမီဖို့မဖြစ်နိုင်ဘူးနော်မမီဖို့မဖြစ်နိုင်ဘူးသူတရက်ထဲနေဒီစာအုပ်မှာရှိနေတဲ့တရားတွေအကုန်အားလုံးကိုပေါ့နော်ဒီ grammar အကုန် grammar အားလုံးကိုတဲ့မမီဖို့အတွက်မဖြစ်နိုင်ဘူးလို့ပြောတာမျိုးဖြစ်တယ် ဟုတ်ပြီနော်။မှန်ယူပုံဖြစ်နိုင်ဘူးလို့ပြောအောင်ဖြစ်တယ်။ဟုတ်ပြီအဲ့တော့ तू ကကြာတော့လေဘလုံးနေရာတွေမှာတောင်းပါလဲဆိုလို့ရှိရင်ရင်းနှီးတဲ့သူတွေကိုတောင်းရင်းနှီးတဲ့သူတွေနဲ့ပြောဆိုတဲ့နေရာမျိုးမှာဆိုရင်တောင်းပါဟုတ်ပြီနော်အဲ့တော့အပွဲရာတဲ့ခုံတိုင်းဆိုလို့ရှိရင်မမ်မီဖို့မဖြစ်နိုင်ဘူးအပွဲရာတဲ့ခုံတိုင်းကမမ်မီဖို့မဖြစ်နိုင်ဘူးလို့ပြောတာမျိုးဖြစ်တယ် ုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တော့ကျွန်တော်ဆက်သွားရအောင်အဲ့တော့အီမန်တော့တဲ့ဂျီလျော်ခုတဲ့ကအီမန်တော့ဂျီလျော်ခုဂျီလျော်ခုဆိုတော့စွမ်းဆောင်နေစွမ်းဆောင်ရေစူးစမ်းအားထုတ်မှုကိုပြောစင်တာဖြစ်တယ်အဲ့တော့အကိုတဲ့စူးစမ်းအားထုတ်မှုဟာဆိုလို့ရှိရင်နဲ့ရှီကန်နီစာမေးပွဲမှာတဲ့ဥကားဒီခုံနိုင်ဥကားဒီခုံနိုင်ဆိုတော့အောင်ဖို့မဖြစ်နိုင်ဘူးအောင်ဖို့မဖြစ်နိုင်ဘူးမအောင်နိုင်ဘူးပေါ့အခုလိုစူးစမ်းမှုနေတဲ့တင်ကိုလိုစူးစမ်းမှုနဲ့ဆိုလို့ရှိရင်တော့စာမေးပွဲမှာအောင်ဖို့မဖြစ်နိုင်ဘူးဒီလိုပြောဆိုတဲ့နေရာမျိုးမှာသုံးတာပါဟုတ်ပြီနော်အဲ့ဒီအိဒိဘယ်ကိုစာအောင်ပြောတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရှီဆိုင်ဆိုခုံနိုင်ရဲ့အိဒိဘယ်ကိုနားလည်မယ်ထင်ပါတယ်ရှီ ေဆိုင်စုတ်ခုံနိုင်အတိတ်ပဲကိုပြန်ပြောရမယ်ဆိုလို့ရှိရင်မဖြစ်နိုင်ဘူးလို့ပြောတဲ့အခါမျိုးမှာတုံးတယ်မဖြစ်နိုင်ဘူးအဝေးကြီးပဲပေါ့နော်ဖြစ်နိုင်ဘူးအဝေးကြီးပဲအဲ့လိုပုံစံမျိုးပြောတဲ့အခါမျိုးမှာတုံးတာပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် Oppo Era ရဲ့ခုံနိုင်အတိတ်ပဲကမမီဖို့မဖြစ်နိုင်ဘူးအဲ့တော့မှတ်ထားမှာတစ်ခုက तू ကရင်းနှီးတဲ့သူတွေမှာပဲတုံးတာပေါ့နော်တငယ်ချင်းချင်းချင်းပြောတယ်ပြောဆိုတဲ့အခါမျိုးတွေမှာတုံးတယ်ဒီလိုအနေထားမျိုးမှာပဲတုံးမှာပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ Rebound လေးကိုပြန်ဖက်ပေးမယ်အေးချင်းချင်းတဲ့ခုံနှုံးတော့ဘုံဘောဆမ်ဘနန်တဲ့အဲ့တော့ တနေတဲ့နေတဲ့ဒီစာအုပ်ရေးတဲ့တရားအလုံးအစားရှိတဲ့ဖြစ်ကိုတဲ့ over air လာတဲ့ခေါင်းိုင်းဆိုတော့မမီဖို့မဖြစ်နိုင်ဘူးလို့ပြောတာမျိုးဖြစ်တယ်။အဲ့တော့အီမန်တော့ဂျီလျော်ခုတ်တယ်ကအခုကြိုးစားအားထုတ်မှုဟာတဲ့ချီကန်နေစာမေးပွဲမှာချီကန်နေစာမေးပွဲမှာဆိုလို့ရှိရင်နဲ့ဥကာရီခေါင်းိုင်းဥကာရီခေါင်းိုင်းဆိုတော့အောင်ဖို့မဖြစ်နိုင်ဘူးလို့ပြောတာမျိုးဖြစ်တယ်။ဒါမှမဟုတ်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ကြောင်းဆက်သွားရအောင်။နောက်တစ်ကြောင်းကကျတော့ခန်းနေနိုင် အဲ့တော့ခါနေနိုင်သူကလည်းပဲဒီဘာကနေပြီးတော့ mask ကိုဖြုတ်ပြီးတော့ခါနေနိုင်ပေါင်းပါပါခါနေနိုင်သူကနောက်မှ9ဆိုရဲအတိုင်း9ဆို9ကိုမြင်နိုင်မယ်အငင်းမဟုတ်ဘူးပေါ့နော်အငင်းမဟုတ်ဘူးဆိုတော့ဘာလဲဆိုတော့ဟိုမှာဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အတိအပယ်ကိုစောင်းတယ်ဟုတ်ပြီနော်ဖြစ်နိုင်ခြေရှိတယ်ရမယ်နော်အဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင် e ခါနေနာ e ခါနေနိုင်ဆိုတော့ဒါဆိုတော့ e mask ကပြောတာလေအဲ့တော့ပြောနိုင်ခြေရှိတယ် ရမယ်နော်ပြောနိုင်ခြင်းရှိတယ်ခါနေနိုင်ရဲ့အသေးပေကဖြစ်နိုင်ခြင်းရှိတယ်လို့ပြောချင်တဲ့ခါမျိုးမှာသုံးပါတယ်အီခါနေခုံနိုင်ဆိုလို့ရှိရင်ပြောနိုင်ခြင်းရှိတယ်အဲ့တော့စွန်းနာအာစွန်းနာရဲ့ဟီတိုခတ်တော်မို့အဲ့ဒီလောက်ပေါ့နော်ဒီဘယ်လိုပြောမလဲအန်အောင်စရာကောင်းနေပေါ့နော်ကိစ္စဆိုရင်တောင်မှကိစ္စဆိုရင်လည်းပဲတဲ့အာနုဟီတိုနာကအဲ့ဒီလူသာဆိုလို့ရှိရင်အီခါနေနိုင်ဆိုတော့ပြောနိုင်ခြင်းရှိတယ်ဒါလှွက်ဝက်ထားတဲ့အရာမျိုးကအဲ့ဒီအဲ့ဒီအကြောင်းအရာမျိုးဒီလူဒီပုံကိုဒီလူသာဆိုလို့ရှိရင်ပြောကိုပြောမှာ 表奶奶，细过细的。死 တခြားသူတွေကို၆ပြောနိုင်ချေရှိကိုရှိတယ်ဒီလိုပုံစံအနေထားမျိုးပြောတာပါเนาะအဲ့တော့အဲ့ဒီခါနဲ့ခုနိုင်အဲ့ဒီခါနဲ့နိုင်ရဲ့အတိဘယ်ကပြောနိုင်ချေရှိတယ်နောက်က9နဲ့စုံတိုင်းပဲအငင်းလို့သတ်မှတ်လို့မရပါဘူးဒီမှာဆိုလို့ရှိရင်ခါနဲ့နိုင်ရဲ့အတိဘယ်ကဗန်းနိုင်ချေရှိတယ်လို့ပြောစတဲ့ခါမျိုးမှာသုံးပါတယ်ဟုတ်ပြီเนาะသူကနောက်ကနေပြီးတော့ရလက်အနေနဲ့ကကြတော့စိုးဝါးတဲ့ရလက်မကောင်းတဲ့ရလက်တွေလိုက်တာဟုတ်ပြီเนาะကိုကဒါလှုပ်ဝက်ထားတဲ့အရာတစ်ခုကိုအာသူဒီလူသာဆိုလို့ရှိရင်ပြောနိုင်ချေရှိတယ်ဒါမပြောသင့်ဘူးလေမပြောသင့်တဲ့အရာတစ်ခုကိုတော့ပြောလိုက်တော့နောက်မှာစိုးကျစိုးအာစိုးဝါး ားတဲ့ရလတ်တွေအဲရလာတယ်လို့ပြောတာပါအော်ဒီနောက်မှာ minus ကလေးကိုတွေ့မယ်နော်ဒီမှာလေးအနုအနုလက္ခဏာလေးနော်အဲ့တော့မကောင်းတဲ့သဘောကိုစောင်းတယ်လို့သတ်မှတ်ပါဟုတ်ပြီနော်အဲ့တော့ခန်းနေနိုင်တဲ့အိဗယ်ကဗန်းနိုင်ကြီးရှိတယ်ဒီဆိုးွားတဲ့ရာလတ်တွေဖြစ်တယ်ပေါ့နော်အဲဆိုလို့ရှိရင်အာနားလည်မယ်ထင်ပါတယ်ဟုတ်ပြီ KR ဆိုလို့ရှိရင်နောက်တစ်ကြောင်းကိုဆက်သွားရအောင်နောက်တစ်ကြောင်းရဲ့အိဗယ်ကကြတော့ကခွန်မွန်တိုင်းဟိုတဲ့ခိုင်းကဲဆာအာဆဲဇူနေပေါ့နော်ဆဲဇူနေတဲ့နောက်ဘုကကြတော့ဘာကြီးလဲဟိုတဲ့ အိုအီတာရာပေါ့နော်ဟိုတယ်အိုအီတာရာဒီတိတ်မြေဘာကိုပြောစရာလဲဆိုတော့ခွန်မွန်တိုင်းဟိုတဲ့ဒီပြဿနာပေါ့နော်ဒီပြဿနာကိုတဲ့ခိုင်းဆက်ဆော့အာဆဲဆူနီဆိုတော့ခိုင်းဆက်ဆော့ဆဲဆူနီရဲ့တိတ်မြေကမဖြည့်ရှင်းဘူးဆိုရင်ပေါ့နော်မဖြည့်ရှင်းမဖြည့်ရှင်းဘဲနဲ့ဇူနီဆိုတော့ဘာဘဲနဲ့ဆိုရတဲ့တိတ်မြေနော်မဖြည့်ရှင်းဘဲနဲ့တဲ့ဟိုတယ်အိုအီတာရာဟိုတယ်အိုအီတာရာရဲ့တိတ်မြေကလစ်လီယူရှူတာ เนาะလစ်လီကိုရှူထားမယ်ဆိုလို့ရှင်တဲ့ခိုခုဆိုင်မွန်တိုင်းနေအဲ့တော့နိုင်ငံတကာပြဿနာတွေပြဿနာတွေပြဿနာတွေနားရီခံနေတာဖြစ်နိုင်ရေးရှိတယ်เนาะဖြစ်လာနိုင်ရေးရှိတယ်ဆွဲတိတ်ပဲပြောတာပါအဲ့တော့ခံနေနိုင်နောက်မှနိုင်တွေ့တိုင်းပဲအငင်းမဟုတ်ဘူးဆိုတာကိုနားလည်ထားရမယ်အေးခံနေနိုင်ဆိုလို့ရှင်ပြောနိုင်ခြင်းရှိတယ်ပြောနိုင်ခြင်းရှိတယ်မကောင်းတဲ့ရာလတ်တွေဖြစ်မယ်เนาะကောင်းတဲ့နေကောင်းတဲ့ခြင်းရှိတယ်မကောင်းတဲ့ရာလတ်တွေဖြစ်မယ်အော် sorry ပြောနိုင်ခြင်းရှိတယ်မကောင်းတဲ့ရာလတ်တွေဖြစ်မယ်စုံနာဟီတိုဟီခုတ်တော်မူအဲ့လောက်အန်အောစီကောင်းတဲ့ကိစ္စလေးပဲတဲ့အာနု ဟိတနာရအဲ့လိုသားဆိုလို့ရှိရင်ဤခါနေတိုင်းပြောနိုင်ရရှိတယ်ဆွဲသိပဲနောက်ဘောကကျွန်တော်ခုနမုံတောင်းရိုးတဲ့ခိုင်းဆဲဆဲဆူနေအာဆဲဆူနေတဲ့ဟိုတဲအိုဤတာရအဲ့တော့ဒီမုံတိုင်းဒီပြဿနာတွေဘို့တဲ့မဖြေရှင်းမင်းနဲ့လစ်လီယူရှုထားမယ်ဆိုလို့ရှိရင်တဲ့ခုတ်ခုဆိုင်မုံတိုင်းနေအာနာရီခါနေတိုင်းဆိုတော့နိုင်ငံတကာပြဿနာတွေဖြစ်လာနိုင်ခြင်းရှိတယ်ဆွဲသိပဲကိုပြောတာပါရမယ်နော်အဲ့တော့သူကဘာ အဲ့တော့ဆိုလို့ရှိရင်ဒီစာကြောင်းရဲ့အတိတ်ဘယ်ကိုနားလည်မယ်ထင်ပါတယ်ဒီ grammar pattern ရဲ့အကြောင်းအရောနားလည်မယ်ချက်ထင်ပါတယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်နောက်တစ်ကြောင်းလေးကိုဆက်သွားရအောင်ဒီမှာကြည့်အောင်ခါနဲတို့ခါနဲတို့ဒီမှာအငင်းစကားလုံးမဆန့်တို့နိုင်းတို့မပါတိုင်းမပါဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့အတိတ်ဘယ်ကဘာလို့ပြောစင်တာလဲဆိုလို့ရှိရင်နားလည်ဖို့ခက်တယ်ဆိုတဲ့အတိတ်ဘယ်ကိုပြောတာပါခက်တယ်ပေါ့နော်ခက်တယ်ဆိုတဲ့အတိတ်ဘယ်ကိုဆောင်းပါတယ်ရမယ်နော် ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဝါကာရီခါနဲရုဝါကာရီခါနဲရုကနားလေဖို့ခက်ခဲတယ်ဆိုတဲ့အိပဲဝါကာရီခါနဲရုနားလေဖို့ခက်ခဲတယ်သူကဘယ်လိုခက်တာလဲဆိုလို့ရှိရင် သူပုံမှန်ပေါ့နော် formal sign နဲ့ formal ကြားကြစကားပြောတဲ့အခါမျိုးမှာတုံးတယ်နော်အဲ့တော့ wakari ခါနဲ့နားလည်ဖို့ခတ်တယ်အဲ့တော့သူ့အကြောင်းကိုနားလည်ဖို့ခတ်လိုက်တာဒီလိုပုံစံမျိုးကိုပြောဆိုနေတဲ့အခါမျိုးမှာဆိုရင်တုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်ကြတော့ကမောရှိဝါကင်အာရီမာဆန်ကအဲ့တော့စိတ်မကောင်းစိတ်မကောင်းပေမဲ့တဲ့ water shin ni wa ကျွန်တော် water shin ni wa ကျွန်တော်ကတော့တဲ့ကျွန်တော်အတွက်တော့ပေါ့နော်ဒါလည်းဆိုတော့ wakari ခါနဲ့ mask တဲ့ wakari ခါနဲ့ mask ဆိုတော့နားလည်ဖို့အတွက်ခတ်ပါတယ်ဆိုတဲ့အိဘယ်ပေါ့တွေ့တဲ့အိဘယ်ကနားလည်ဖို့ခတ်တယ်ဆိုတော့နားမလည်ဘူးလို့ပြောတာ ਨੇ အတူတူပါပဲနောက်မှသူကဝင်းစာ comment မှာရေးထားပါတယ်ဝါကာရီမာဆန် နားမလည်ဘူးလို့ပြောတာမျိုးပါရမယ်နော်နားလည်ဖို့အတွက်ခတ်တယ်ဆိုတော့နားမလည်ဘူးလို့ပြောတာမျိုးဖြစ်ပါတယ်ရမယ်နော်အဲဆိုလို့ရှင်ခါနေရူရဲ့အတိတ်ဘယ်က ခတ်တယ်လို့ဒီမှာဘာသာပြန်ပေးထားတယ်အဲ့တော့ဝါကာရီအဝါကာရီခါနေရူဆိုလို့ရှိရင်နားလည်ဖို့ခတ်တယ်ဝါကာရီခါနေရူနားလည်ဖို့ခတ်တယ်သူက formal စာနဲ့စကားစာကြောင်းတွေမှာသုံးတယ် formal စာနဲ့စကားပြောဆိုနည်းတွေမှာသုံးပါတယ်မိုးရှိဝါကာအာရီမန်ဆန်ကစိတ်မကောင်းဘူးစိတ်မကောင်းပေမဲ့ဘာသာရှင်းတွေကကျွန်တော်ကျွန်တော်အတွက်တော့ဝါကာရီခါနေမှာဆိုတော့နားလည်ဖို့အတွက်ခတ်ပါတယ်နားမလည်ဘူးလို့ပြောတာပါရမယ်နော်နောက်တစ်ခုကကျွန်တော်ကဆွနုယွန်းကဆွနုယွန်းကအီရိုင်းကအာဒီမှာဆွနုယွန်းက ်ကောအီရန်ဝါပေါ့နော်ကောအီရန်ဝါအဲ့ဒီလိုမျိုးတောင်းဆိုမှုဟာဆိုလို့ရှိရင်တဲ့အိုဟီခီအိုကေရှိခါနေမတ်ပေါ့နော်လက်ခံဖို့အတွက် ခတ်တယ်ဆိုတဲ့အိပဲကိုပြောတာပါလက်ခံဖို့အတွက်ခတ်တယ်ရမယ်နော်အဲ့လိုတောင်းဆိုမှုဟာလက်ခံအဲ့လိုတောင်းဆိုမှုဟာဆိုရင်လည်းလက်ခံဖို့ခတ်တယ်ဆွဲတိပဲကိုပြောတာပါဟုတ်ပြီနော်အဲ့လိုဆိုရင်ခါနေမဆရာတိပဲကိုနားလည်းမထင်နဲ့ခါနေတို့ခါနေမဆရာတိပဲကိုနားလည်းမထင်ပါနဲ့ဟုတ်ပြီနော် ကဲအဲ့ဒါဆိုရင်နောက်ဆုံးတစ်ခုကြည့်အောင်နောက်ဆုံးတစ်ခုရဲ့အဓိပ္ပာယ်ကဘာလဲဆိုလို့ရှင်ဂါတိုင်ဂါတိုင်ရဲ့အဓိပ္ပာယ်ကလည်းပဲ तू ကခတ် တာပါပဲခတ်တာပဲဒါပေမဲ့ तू ကစိတ်ထဲကနေခတ်မှာဟုတ်ပြီနော်စိတ်တရားနေခါမှာသူတို့ကကခန်းနေတူလို့မဟုတ်ဘူးခန်းနေတူကကြာတော့ formal sign နဲ့စာကြောင်းနေဒီကောင်ကကြာတော့ကဒီကိုယ်စိတ်ထဲကနေပြီးတော့ခန်းစားရတာအော်ဒီလိုကြည့်ရအောင်ယုံကြည်မှု ယုံကြည်ဖို့အတွက်ခတ်လိုက်တာဒီလိုပုံစံမျိုးကိုယ့်အိုင်ကိုကိုယ်စိတ်ထဲကနေတွေးတယ်စိတ်ထဲကနေပြီးတော့ပဲအာခတ်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုပြောတာပါနော်အဲ့လိုမျိုးပြောတာပါရမယ်နော်အဲ့တော့ဒီမှာဆိုရင်စာကြောင်းကိုဖတ်ကြည့်နားလည်မယ်အဲ့တော့ရှင်းကြည့်ကာတာရှင်းကြည့်ကာတာဆိုလို့ရှင်ယုံကြည်ဖို့အော်ရှင်းကြည့်ကတိုင်းဆိုလို့ရှိရင်ယုံရခတ်တယ်ယုံကြည်ဖို့ခတ်တယ်ဟဲ့ဗျာယုံကြည်ဖို့ခတ်တယ်ဆိုတဲ့အိပယ်ကိုပြောတာပါ ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်ခိုရဲဝါရဲ့ဒီဟာဆိုလို့ရှိရင်နဲ့ရှင်းကြည့်ကတားရဲ့ရှင်းကြည့်ကတားရဲ့ဆိုယုံကြည်ဖို့ခက်တယ်တဲ့ဟာနာရှိဒတ်ကအာနာယဒတ်ကစကားဆိုပေမဲ့ပေါ့နော်စကားဆိုပေမဲ့တဲ့ဒီမှာဆိုရင်ကြတော့ကဂျီအာဂျီဂျီဆာတဲ့အားလို့ပါနော်ဂျီဂျီဆာတဲ့အားလို့ဆိုတော့ဒါအမှန်တကယ်ပဲဖြစ်တယ်ဆွဲတဲ့ပဲနော်ယုံကြည်ဖို့ခက်တယ်ဆိုပေမဲ့ဒါအမှန်တကယ်ပဲဖြစ်တယ်ဆွဲတဲ့ပဲ ရပါနော်အဲ့တော့ခိုရဝါတဲ့ရှင်းကြည်ကတိုင်းဟာနာရှိတာကအဲ့တော့ဒီစကားဆိုလို့ဒီစကားကဒီဟာကားတွေယုံကြည်ဖို့ခတ်တယ်ခတ်တဲ့စကားဆိုပေမဲ့တဲ့အဲ့တော့ဒီမှာဆိုရင် Jesus there are ဆိုတော့ Jesus there are ဆိုလို့ရှိရင်အာအမှန်တရားပဲဖြစ်တယ်ဆွဲတဲ့ပဲပေါ့နော်အဲ့တော့ there are ဆွဲတဲ့ပဲက death နဲ့အတူတူပဲနော်ဟုတ်ပြီနောက်တစ်ခုကကြတော့ကဟိတောကားတဲ့ဟိတုံတော့တဲ့အင်းတို့ချေဝတဲ့အာဥပောင်းနော်ဥပောင်းနန်းတဲ့ဥပောင်းနန်းတဲ့ဆိုတော့လူတွေအာလူတွေကပေါ့နော်လူတွေရဲ့ဘယ်လိုပြောရမလဲ သူပြောတဲ့အဓိပ္ပာယ်ကလူတွေကရဲ့လူတွေရဲ့ဒီဆန္ဒပေါ့နော်ဆန္ဒဒါမှမဟုတ်ရှင်လည်းပဲလူတွေရဲ့ဒီဘဝကိုပေါ့နော်လူကိုဖြတ်စည်းလိုက်မယ်ဆိုလို့လူကိုဖြတ်စည်းလူကိုဖြတ်စည်းမယ်ဆိုရင်တဲ့ဒါမှဆိုလို့ရှင်ကြတော့ကယုရုရှိကတိုင်းဆိုလို့ရှင်ခွန်လို့ဖို့အတွက်ခတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါ အဲ့တော့ဟိတိုကတဲ့ဟိတိုနော်တဲ့အီနိုချီကိုတဲ့ဥပောင်းနန်းတဲဆိုတော့လူတွေကတဲ့တခြားသူတွေရဲ့စိတ်ဆန္ဒအာဘဝတွေကိုပေါ့နော်လူလူဖြက်စီးတာကတဲ့အာဒီမှာဆိုလို့ချင်းအိုရိုရှိကတာရဲ့အိုရိုရှိကတာရဲ့ဆိုလို့ချင်းခွင်းလို့ဖို့အတွက်ခတ်တယ်ဆိုတဲ့အိဗယ်ကိုပြောတာပါဟုတ်ပြီနော်အဲ့တော့ဆိုရင်ဒီနေ့တင်ပေးခဲ့တဲ့အာ M5 အာ sorry mm Andu Soma Tome ရဲ့ငါပတ်မြောင်းနေရင်တရေမြောင်းနေကိုတင်ပေးတာကိုတင်ပေးခဲ့တာပါအဲ့ဆိုလို့ချင်းနားလည်မဲ့ထင်ပါရဲ့နော် ကဲအဲ့ဆိုလို့ရှိရင်ပြန်ပြီးတော့ပြောပြပေးမယ်ဆိုလို့ရှိရင်ရှစ်ဆိုင်စုတ်ခုံနိုင်ရှစ်ဆိုင်စုတ်ခုံနိုင်ကမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါရှစ်ဆိုင်စုတ်ခုံနိုင်ရဲ့အဓိပ္ပာယ်ကမဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါရင်းနှီးရဲ့သူတွေမှာပဲပြောရလို့မှတ်မယ် over and around ခုံနိုင်ဆိုရင်မမှန်အမှန်မိဖို့အတွက်မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ခါနေနိုင်ခါနေနိုင်ဆိုလို့ရှိရင်ကြတော့ကဖြစ်နိုင်ခြေရှိတယ်လို့ပြောစတဲ့အခါမှာခါနေနိုင်ကိုသုံးပါတယ်ဒီမှာဆိုလို့ရှိရင် e ခါနေနိုင် e ခါနေနိုင်ဆိုလို့ရှိရင်ကြတော့ကအဲဒီမှာဆိုလို့ရှိရင်ပြောနိုင်ခြေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ e ခါနေနိုင်ကပြောနိုင်ခြေရှိတယ်ဒီမှာဆိုလို့ရှိရင်ဝါက ားရီခါနေရုဝါကားရီခါနေရုဆိုလို့ရှင်နားလေဖို့အကွက်အတွက်ခတ်တဲ့ formal sign နဲ့စာကြောင်းတွေမှာသုံးပါတယ်ဝါကားရီခါနေရုနားလေဖို့အတွက်ခတ်ခတ်တယ်ဆိုတဲ့အိမ်ပဲသုံးပါတယ်နောက်တစ်ခုကကြတော့ကကတာရီကတာရီကကြာယုံကြည်ရခတ်တယ်လို့ပါလို့စိတ်ထဲကနေခတ်ခတ်တဲ့နေရာမျိုးတွေမှာသုံးပါတယ်စိတ်ထဲကနေခတ်တာလို့သတ်မှတ်ထားတယ်ဟောမှတ်ထားပြီပေါ့နော်အဲ့တော့ရှင်းကြည်ကတာရီရှင်းကြည်ကတာရီဆိုယုံကြည်ဖို့အတွက်ခတ်တယ်ရှင်းကြည်ကတာရီဆိုလို့ရှင်ယုံကြည်ဖို့အတွက်ခတ်တယ်ဆိုတဲ့အိမ်ပဲပြောတာပါဟုတ်ပြီနော်ကဲအဲ့ဆိုလို့ရှင်ရမယ်လို့ထင်ပါတယ် ဒီနေ့တော့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်